ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ် AB လ10ရက်ကြာတာပိုင်းနေ့ညနေခင်းစီရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အမှတ်89ချင်းမြန်တပ်မဌာနချုပ်ဆိုတာစစ်ကောင်စီရဲ့ပထမဆုံးသောတပ်မဖြစ်ခဲ့တယ်လို့အောင်မြင်မှုမှတ်တမ်းတွေအများဆုံးရှိခဲ့တာဖြစ်ပါတယ်ခုံခုံလာပြီးဟဲ့ဆိုရင်တစ်ဖက်လက်နက်ကိုင်းတွေပါခြောက်ခြားခဲ့ရတဲ့အတိတ်တမိုင်းတွေရှိခဲ့ပါတယ် ဗမာပြည်ကွန်မြူနတီပါတီဘကဘကိုအမြင့်ဖြတ်တိုက်ခိုက်နိုင်ခဲ့တဲ့နောက်ခံမှတ်တိုင်ကြီးရှိနေခဲ့တာလည်းမြင့်မရဘူးဖြစ်ပါတယ်။ဗဟိုးခြေဆိုင်ယထာနစင်းလို့အမည်ပြောင်ခေါ်တွင်တဲ့အမတ်89ချင်းညာတတ်မှတ်ဌာနချုပ်ဟာဒီအချိန်ကလေးကစပြီးစစ်ဦးကျိုးခဲ့ရပါတယ်လေ။2019ခုနှစ်ကလေးကစခဲ့တာဖြစ်ပါတယ်။ဘေးနေရာမှာလဲရခိုင်စစ်မျက်နှာပြင်မှာဖြစ်ပါတယ်။တတ်မှတ်မှုကဘာလို့လဲဘုံမှုချုပ်ညက်တယ်ဦးဖြစ်ပါတယ်။ချင်းပြည်နယ်တော်မှာ လဝမြောက်ချမ်းမှာ2019ခုနှစ်အတွင်းမှာမက်89ချင်းမြန်တက်မှတ်ဌာနချုပ်ကစစ်စင်ရေးဝင်ရောက်လာပါတယ်။ထရိုင်ရွာမှာတက်မှတ်မှုအခြေပြုပါတယ်။မိဝဘက်မှာအမတ်၁ညီပြွာကိုကဲမှုအဖွဲ့တဆွဲပြီးအမတ်နဲ့ညီပြွာကိုကဲမှုအဖွဲ့ကတော့ပထမခမောင်းကနောက်တော့ခန်းခါတောင်ရောဘက point 950ခုဂုံးမှာအခြေပြုပါတယ်။အမတ်၃ညီပြွာကိုကဲမှုအဖွဲ့ကတော့လိုက်လေးပြီမှာအခြေပြုပြီးအာရခကြက်တော်ကိုရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါခွင်မှာအမှတ်89ခြေညံတက်မှတ်ဌာနချုပ်ဟာအာရခတက်တော်ရဲ့အမှတ်တွေချွေရာကိုခံခဲ့ရယုံတယ်မကစစ်ကြောင်းလိုက်ဖမ်းဆီးခံရတာစစ်ကြောင်းတစ်ကြောင်းလုံးစခန်းပေါ်ကစင်ပြေးရတာတွေဖြစ်ခဲ့တဲ့အပြင်ရဟယင်တစည်းလဲဆက်ချုပ်ရင်းပြီးပြတ်ကျခဲ့ရပါတယ်ပလောဝမြောက်ချမ်းခန်းခါတကြောကိုစိုးမိုးလိုတဲ့အတွက်ဘင်္ဂလားနယ်စပ်က point 825စခန်းကုန်းအထိအောင်မြင်ချက်နိုင်ခဲ့ပေမဲ့တေဆုံးကြဆုံးတဲ့ဒဏ်ရာရ600နဲ့800ကြားအထိရှိခဲ့တာဖြစ်ပါတယ်အခါရအောင်ကတော့ အမှတ်နဲ့ဒီပြူဟာကိုကဲမှုအဖွဲဖြစ်ပြီးအမှတ်တရငါချင်းချင်းတရင်ကဒုတရင်မှုနဲ့အရာရှိစစ်တီအများပြားကြားဆုံးခြင်းအမှတ်တရခုံချင်းချင်းတရင်စစ်ကြောင်းလိုက်စခန်းပေါ်ကအဆုတ်ခါထပ်ပြရခြင်းဒိုးချောင်းဝမှာရှိတဲ့အမှတ်313ချင်းချင်းတရင်ကစစ်လက်ထောက်အပါဝင်စစ်ကြောင်းလိုက်အရှင်လက်ရဖမ်းဆီးခံရခြင်းလို့ပဲဖြစ်ပါတယ်စက်တာရာဆိုလို့လိုက်လေးပြီးအခြေစအမှတ်3နီးပြူဟာကိုကဲမှုအဖွဲပဲဖြစ်ပါတယ်ခမောင်းကခွေထဲမှာအနည်းဆုံးတစ်နေ့ကိုတယောက် ထိတ်သေးကြဖြစ်နေတဲ့ခမောင်းဝခွေထဲကနေဖျားကြီးခြေဆိုင်အမတ်ရှိခြေမြန်တရင်ဟာကံကောင်းထောင်းမစွာနဲ့ဖက်ခွာသွားနိုင်ခဲ့ပြီးကြောက်တော်မဟာမုနိဖျားကြီးလုံခြုံရေးအဖြစ်ရောက်ရှိသွားပါတယ်မကြခင်မှာပဲမိဝဗျူဟာဘုံကိုအာရခတတ်တော်လိုအလုံးအင်းနဲ့တိုက်စစ်ဆင်ပါတယ်စစ်ကူဆိုပြီးပဇင်းနှကောင်နဲ့အမတ်ရှိခြေမြန်တရင်ဟာစစ်ကြောင်းကိုလေကြောင်းကနေချပေးပါတယ်နမရာတော်ဝိုက်လို့ချင်ပါတယ်ရဟရင်ပြန်ဖက်ဖက်ချင်ပါပဲအမတ်ရှိခြေမြန် တက်ရင်စစ်ကြောင်းလိုက်စက်မဖြတ်နိုင်သေးခင်အာရခပြတ်တော်တို့ surprise တိုက်ပြလိုက်တာခိတရင်မှုပါဝင်စစ်ကြောင်းတစ်ခုလုံးလက်ရဖမ်းဆီးခံလိုက်ရပါတယ်အဲ့ဒီညနေမှာသတင်းမုံပြန်ကြားရေးကဇော်မဲလုံးကဖမ်းဆီးခံရတာမဟုတ်ပဲယာယီအဆက်တွေပြတ်တော့တယ်ဆိုပြီးပြောလာပါတယ်ခြေထားမှာရှိတဲ့အမတ်89ခြေမြန်တမဌာနချုပ်ကစစ်သားတွေအဲ့ဒီကလေးကဇော်မဲလုံးဝိုင်းဆဲခဲ့ကြတာဖြစ်ပါတယ်အဲ့ဒါလိုနေဖြစ်တာတော့ လက်ဖက်ချောက်ကိုယ်တိုင်ဖျားကြီးခြေဆက်အမတ်ရှိခြေမြန်တိုင်ရဌာနချုပ်ကိုလာပြီးခြေသိမ့်မှုရောက်လာပါတယ်။ဒါ့ပေမဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုအိမ်ောင်တဲ့လိုင်းကရောက်မှာရဲမေတွေကမော်တော်ယာဉ်ကိုဖနှန်းနဲ့ပြစ်ပောက်ကျူသူတဲ့အတွက်လက်ဖက်ချောက်နဲ့ဘူကင်းကနေပြန်လှည့်သွားရှာပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကြံနေတဲ့အရာရှိစစ်တီတွေကိုတပ်ပြောင်းစေလွှတ်ပြီးအခြားတပ်ကအရာရှိစစ်တီတွေနဲ့အစာထိုးပြီးပြန်လည်စုဖွဲ့တိစောက်ခဲ့တာဖြစ်ပါတယ်။ဘလောက်ဝမြောက်ချမ်းထရိုင်ဒေတာကစစ်စင်တောင်ဝင်ထားဆောင်နေတဲ့ အမှတ်89ချင်းမြတ်တမဌာနချုပ်ဟာ2020ခုနှစ်ဒီဇင်ဘာလမှာတော့ရေးချေဆိုင်အမှတ်19စစ်စင်ရေးကုပ္ပမှုဌာနချုပ်နဲ့စစ်စင်ရေးတာဝန်တွေလဲလှယ်ပြီးလိုင်းလေးပြီးမင်းထက်ကြောက်ထုပေါက်လန်းတိုင်းတိုင်ရင်ဌာနချုပ်တွေစီလို့အတိအကျပြန်လည်ထပ်ခွာသွားကြတာဖြစ်ပါတယ်2029စစ်စင်ရေးနဲ့အတူအာရခတပ်တော်ဟာဖလောက်ဝမြောက်ချမ်းဒေသကိုအစောဆုံးသိမ့်ပိုက်ထိမ့်ချုပ်နိုင်ခဲ့တာဖြစ်ကြောင်းအာရခတပ်တော်ရဲ့16နှစ်ပြည့်ဖြစ်ဂုံပြုတ်ပေါ်ပြအပ်ပါတယ်ခင်ဗျာအာနာသိမ့်ပြီးနောက်ပိုင်းတမမှု ဗိုလ်မှူးချုပ်ညက်တဲ့ဦးဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်လာခဲ့ပြီးရန်ကုန်စံနှဖော်ထုတ်မှုကိုရရဆက်ဆက်အကြမ်းဖက်ဖြိုခွဲခဲ့သူကတော့ဗိုလ်မှူးချုပ်ရဲကျော်သူဖြစ်ပါတယ်။ပလောဝမြောက်ချမ်းကအလဲလဲအကွဲကွဲရှုံးကျွေးကိုရန်ကုန်နဲ့ပဲကူလူလူရရဆက်ဆက်ကြစ်ခတ်တက်ဖြတ်ခဲ့ပြီးတေရဲတကောင်ထွက်ခွက်ဆိုပြီးရိုင်းဆိုင်ကြမ်းတမ်းခဲ့တဲ့အခြေမြန်တပ်မဌာနချုပ်တစ်ခုပဲဖြစ်ပါတယ်။သူ့နောက်မှာတော့ဗိုလ်မှူးချုပ်စိုးနိုင်ဦးဗိုလ်မှူးချုပ်မင်းကိုကူနဲ့ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်တို့ဖြစ်ပါတယ်။ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်ကတော့စစ်ဦးစီးတက္ကသိုလ်ကျောင်းကြီးကနေ ကယုန်နန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်တာဝန်ထမ်းဆောင်နေတာကိုတွေ့ရပါတယ်။မနေ့ကကတားမှာလက်ရဖမ်းမိထားတဲ့ဖြစ်တဲ့ G3 3 3 1ဗိုလ်မှူးချုပ်အောင်တဲဦးကလည်း G1 စစ်ဦးစီးမှုပထမတန်းအဖြစ်အစ်စ်ညင်းဆုံးဖြစ်တဲ့စစ်ရုံးချုပ်ကကကကြီးစစ်စရေးဌာနခွဲမှာအလုပ်လုပ်ခဲ့သူဖြစ်ပြီးကော်တောင်းဖြူဝါမှုကလည်းတမမှုဖြစ်လာခဲ့သူဖြစ်ပါတယ်။အမှတ်89ချင်းညာတမဌာနချုပ်ရဲ့တမမှုတိုင်းဟာမသိမကြောက်ခဲ့ရအနည်းဆုံးတိုင်းမှုအစ်စ်ဖြစ်တော့ တိုးမြင့်ခန့်အပြင်ခံရလိမ့်ရှိပါတယ်အခုလဲဝါရင်ဖန်စီလွမြောက်ခဲ့သူအနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမူဝက်ဘလူးမျိုးမင်းထွေးဟာညှိနှိုင်းပြီးဆုတ်ခွာတာဖြစ်တဲ့အတွက်တမမှုနဲ့အဖွဲ့ပြန်လဲဆေးလို့ပေးစူးစမ်းနေတယ်လို့သိရပါတယ်စကိုင်းတိုင်းဝင်းတို့မျိုးနဲ့နန်းဆန်းကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်တိတိပြုလုပ်သွားပါတယ်ကျွာထိတ်က Starlink Wi-Fi တိုင်းကိုဥတီတိုက်ခိုက်တာဖြစ်ပြီး20ကျော်တေဆုံးလာဒဏ်ရာရသူလည်းများပြားခဲ့ပါတယ် ထိခိုက်ဒေဆုံးတဲ့အထက်မှာအမျိုးသမီးနဲ့ကလေးတငယ်တွေလည်းပါဝင်နေပါတယ်။မန်လေးတိုင်းပြည်ဦးလွေမြို့ဗန်မွေးအရှာဝေါ်ခိတ်ကနေအတွက်လိုက်ဒုံးနေတဲ့ဇမန်နေ့ညကလေးကနေယနေ့မနေ့အထိပြစ်ခတ်လျက်ရှိပါတယ်။စင်ကောင်းကြီးပြည်အောင်အုပ်စုတွေကလေယာဉ်မြေတွေမှာတိနံဆိုင်ပြိုးခြင်းမရှိဘဲခြံစည်းရုပ်ကာယံထားတာတွေကိုဖယ်ရှားရှင်းလင်းရမယ်လို့အမိန့်ထုတ်ပြန်လာပါတယ်။တောင်းခမ်းမှာမြေပြင်ထိတွေ့မှုတွေပြင်းထန်နေသေးတာဖြစ်ပြီးအခြေအနေကတော့ရှုပ်ထွေးနေသေးဖြစ်ပါတယ်။နောင်ချုံအုံသီးဘက်မှာလည်းထိတွေ့မှုရှိနိုင်တယ်လို့သုံးသပ်ရပါတယ်။ ရှမ်းမြောက်လာချိုးကိုစစ်ကောင်စီအုပ်စုတွေတဖြည်းဖြည်းချင်းစိတ်ဝင်လာနေပြီလို့ယူဆရပါတယ်။မြို့နယ်ပြည်သူတွေလည်းတဖွဲဖွဲထွက်ခွာနေကြပြီးတန်ရမ်းဘက်ကနေထွက်ခွာသူတွေကိုတော့စစ်ကောင်စီစစ်ဆင်းနေပြီးလိုင်စင်မဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးတိမ်ဆဲမှုတွေပြုလုပ်နေပါတယ်။နေပြည်တော်ခတ်ဆောင်ဆောင်လုပ်နေတဲ့စစ်ကောင်းလောင်မင်းအောင်လှန်ဟာတောင်ကြီးခီးစဉ်ရှိနေပြီးဗဒံအုံနဲ့မရောက်ခင်ရရာစီအတွက်ထီးတင်ပွဲရှိတယ်လို့အောင်မန်းကဟိုတယ်တစ်ခုလဲဟိုတယ်တစ်ခုကိုလည်းတွားကြည့်ဖို့ရှိနေတယ်လို့သိရှိရပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှန် ဒါကြောင့်ဘေးမှာရှိမလဲခြေလောင်းညင်လို့စောင့်နေကြတဲ့အဖွဲတွေကမင်းနေပါလေခင်ဗျာစလဲဆုံးနားထောင်ပြည့်တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်